ထင်မွန်းတဲ့ရဲ့နောက်ွယ်ကစီးပွားရေးကြောင့်မြမအချမ်းသာဆုံးစီရင်ဝင်ဖြစ်လာတဲ့မင်းသမီးနန်းဆန္ဒလှထုံ ပြည်သက်တို့ရဲ့အခွန်နောက်ပိုင်းဆိုရှယ်မီဒီယာမှာရေပန်းအဆဆောင်ခေါင်းစဉ်တစ်ခုကတော့ဗေမင်းသမီးကအင်တာနက်ကအကောင်းဆုံးလဲဘသူယောက်ျားကအချမ်းသာဆုံးလဲဆိုပြီးနှိုင်းရှင်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။မင်းသမီးတို့ရဲ့မင်္ဂလာပွဲတွေမင်္ဂလာဆောင်တွေဟန်နီမွန်ခီးစဉ်တွေကိုကြည့်ပြီးပြည်သက်တီကအားကျနေရတာအမှန်ပါပဲ။ဒါပေမဲ့ဒီလိုနှိုင်းရှင်မှုတွေကြားထဲမှာဘသူနဲ့မှမတူပဲတိတ်တဆိတ်နဲ့ထိတ်ဆုံးကနေရက်တည်နေတဲ့မင်းသမီးတစ်လက်ရှိနေပါတယ်။သူမကတော့ပြည်သက်တီရဲ့အချစ်တော်တချင်က MRTV4 ဇလန်တွဲတွေရဲ့ဘယင်မာလေးလို့တင်စားရတဲ့နန်းဆန္ဒလှထမ်းမဲဖြစ်ပါတယ်။ ဗိဒတ်များစွာသတိထားမိကြမှာပါရှင်။နန်းဆနာလှထွန်းကအိမ်အောင်ကြပြီးတဲ့နောက်ပိုင်းမှာအနေပညာလောကနဲ့တော်တော်လေးကိုဝေးကွာသွားခဲ့ပါတယ်။ဇာကရိုက်ကူးတာတွေ၊ကြောင်ညာရိုက်တာတွေလုံးဝနေပါမရှိတော့သလောက်ပါပဲရှင်။ ဘာကြောင့်လဲဆိုတော့သူ့ဘဝကဒီလိုအလုပ်တွေလုပ်စရာမလိုတော့လောက်အောင်ကိုပြေဆုံးလုံးကြောဝလွန်တော့လို့ပါပဲ။အတွင်သတင်းတွေနဲ့အတိုင်းဝိုင်းတွေရဲ့ပြောစကားအရဆိုရင်သူ့ရဲ့ခင်မွန်းတဲ့ကတာမန်စီးပွားရေးလုပ်ငန်းရှင်တာမန်တတိတယောက်မဟုတ်ပါဘူး။မြန်မာနိုင်ငံရဲ့စီးပွားရေးလောကမှာထိတ်ဆုံးကနေရပ်တည်နေတဲ့အချမ်းသာဆုံးစီးပွားရေးထိတ်တန်းခရိုနီတတိကြီးတို့ဖြစ်နေလို့ပါ။ဒါကြောင့်လေအချမ်းမင်းသမီးတွေဘလောက်ပဲချမ်းသာပါတယ်ပြောပြောနန်းဆနာလှထွန်းရဲ့ခင်မွန်းတဲ့ပိုင်းဆိုင်ထားတဲ့စီးပွားရေးအင်ပါယာနဲ့ရှင်လိုက်ရင်တော့ပေါ်ချမှုတွေကအများကြီးရှိနေနိုင်ပါတယ်အတိမပြုတ်နိုင်သေးပေမဲ့အ တိုင်းဝိုင်းတစ်ခုလုံးကတညတညွတ်ထဲသတ်မှတ်ထားတာကတော့ MRTV4 မင်းသမီးတွေထဲမှာသာမကောင်းပဲရှိအနုပညာလောကမှာပါနန်းဆန္ဒလှထွန်းကအချမ်းသာဆုံးသောရုပ်ရှင်မင်းသမီးတယောက်ဖြစ်နေပြီဆိုတာပါပဲ ဒီအချက်ကိုသက်သေပြနေတာကတော့သူမရဲ့လက်ရှိနေထိုင်မှုပုံစံ lifestyle ပါ။ရန်ကုန်မြို့ရဲ့အထက်တန်းလွာတထင်းအစ်စ်တွေမှာသာနေထိုင်နိုင်တဲ့ရွှေတောင်ကျောင်းလိုနေရာမျိုးမှာနန်းတော်တမယခန်းသားကြီးကျယ်တဲ့အင်ကြီးတစ်လုံးနဲ့တကယ်ကိုဘီယမတပါလိုဆံမြန်းနေထိုင်နေတာဖြစ်ပါတယ်။သူမရဲ့နေအိမ်၊သူမရဲ့အသုံးဆောင်တွေ၊သူမရဲ့နေစဉ်ဘဝတွေကတာမန်လူတွေစိတ်ကူးရင်လိုမရနိုင်လောက်မြန်မာရဲ့အစင်တန်းတစ်ခုမှရှိနေတာပါ။ဒါပေမဲ့ပရိသတ်တွေကနန်းဆန္ဒလှထုံးကိုချစ်ခင်လေးစားရတဲ့အဓိကအချက်ကတော့အရင်ချမ်းသာကြွယ်ဝမှုတွေမဟုတ်ပါဘူး။ င်းချမ်းသာကြွပေါင်းမှုတွေကိုကင်တွယ်ပုံမှာပဲရှိရင်တချို့ဆိုရင်နည်းနည်းလေးပြေဆုံးလာတာနဲ့ဆိုရှယ်မီဒီယာမှာကြွားဝါတာပကသနာတွေပြသတာမျိုးတွေလုတ်တက်ကြပေမယ့်နန်းဆန္ဒလာထွန်းကတော့လုံးဝဆန့်ကျင်ပါပါပဲရွှေတောင်ကြီးပေါ်မှာနေထိုင်နေရပေမယ့်သူမရဲ့ Facebook မှာကြွားဝါတဲ့ပုံစံမျိုးတစ်ခါမှတွေ့ရဘူးပါဘူး အမြဲတမ်းရွရွရှင်ရှင်အေးအေးဆေးဆေးနဲ့တည်ငြိမ်စွာနေထိုင်တတ်တဲ့သူမရဲ့စိတ်နေစိတ်ထားကတကယ်ကိုချီးကျူးစရာပါနော် low profile high quality ဆိုတဲ့ဇာတ်ကားကသူမနဲ့အလိုက်ဖက်ဆုံးလို့ဆိုရမှာပါရှင်တကယ်တော့သူမဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးရုပ်ရှင်မင်းသမီးဆိုတဲ့ဂုဏ်ပုဒ်ကိုတရားဝင်မချင်ညာပဲပိုင်ဆိုင်ထားတဲ့သူပါကျွဲဝါမှုစွာကပြသစရာမလိုပဲသူ့အလိုလိုတောက်ပနေတတ်တဲ့ဆိုတော့နန်းဆန္ဒလှထွန်းကသတိပြနေတယ်လို့ပါပဲရှင်ဒါရီမကတိဘူပြိသက်ကြီးရင်နောက်ထပ်သတိထားစရာအချက်တစ်ချက်ကလည်းရှိပါသေးတယ်ရှင်။လက်ရှိခေတ်ကာလမှာ နမဲချင်းမင်းသမီးအများစုကအနှူပြညာအလုပ်တွေပါသွားတဲ့အခါဓမ္မမဟုတ်အိမ်တောင်ကျသွားတဲ့အခါမျိုးမှာ online shop ဖွင့်လာတဲ့ లై လွင့်ပြီးဈေးအောင်တာတွေ brand ambassador အနေနဲ့ကြော်ညာလက်ခံတာတွေကိုမဖြစ်မနေလုပ်ကိုင်နေကြရပါတယ်။ဒါကလည်းသူတို့ရဲ့ဝင်ငွေနဲ့လူနေမှုအဆင့်တန်းကိုထိန်းထားနိုင်ဖို့စူးစမ်းကြရတာပါ။ဒါကြောင့်လည်းအနှူပြညာလောကသားအချင်းချင်းကတော့နန်းဆန္ဒလှထွန်းကိုတကယ်တထေးကြော်စစ်စစ်ရှည်တန်းထွက်เสียမလို့တဲ့ဘယင်မဆိုပြီးတိတ်တခိုးလေးအားကြနေကြရပါတယ်။ ပစံရှိကြောင်ပြဖို့မလိုတော့အောင်ချမ်းသာနေသူမလို့သူမရဲ့တည်ငြိမ်မှုကပိုပြီးတမိုးရှိနေတာပဲဖြစ်ပါတယ်ပရိသတ်တို့ရောနတ်ဆနာလှထုံးရဲ့အင်တာဝေးကံကိုအားကျနေပြီလားဆိုတာပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ